အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မတ်လ26ရက်ညနေခင်းစစ်ရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ် KNU သမဟာခွန်နယ်မြေဖန်ခရိုင်လှိုင်းဘွဲ့မြို့နယ်ကခလေလေးစခန်းကိုဂျမန်နေ့ညနေပိုင်းမှာသိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်ကရင်မျိုးသားလူမျိုးကြီးတက်မတော် KNL တက်မဟာခွန်တက်မဟာမူကိုတိုင်ဦးစည်းပြီးတိုင်ရဲ၂၂နဲ့ဥပပေါင်းတက်တွေ သုံးရက်ထဲနဲ့အပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စခန်းမှာရှိတဲ့လက်နက်ကြီးပျက်စီးသွားတယ်လို့သိရပြီးတင်းဆက်ရမိလက်နက်ခရံစည်းရုံကိုတော့ထုတ်ပြန်ကြေညာတာမတွေ့ရသေးဘူးဖြစ်ပါတယ်။တချို့မီဒီယာတွေမှာတော့ဓာတ်ပုံမှတ်တမ်းတွေနဲ့ဖော်ပြနေတာကိုလည်းမြင်ရပါတယ်။စခန်းပေါ်မှာအခြေပြုနေတဲ့တပ်မှတ်ကတော့စီစစ်နေစေဖြစ်ပြီးအုပ်စုနှစ်စုခွဲကစုပ်ခွာထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံနဲ့တမိုင်ကြတာကွာဝေးတာမို့အဲ့ဒီဘက်မှာများပြန်ပေါ်လာလိမ့်မလားဆိုတာစောင့်ကြည့်ကြတာပေါ့ဗျာ။ လေကြောင်းပစ်ကူကြားတွေကနေစိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့စစ်လေရင်တွေနေဆန္ဒရောက်လာတိုင်းထိုင်းစစ်တပ်ဘက်က F16 မျိုးစားတိုက်လေရင်နှစ်စီးကလည်းနေဆန္ဒမြင့်တလျှောက်ပြန်တမ်းမှုတွေပြုလုပ်ခဲ့ရတာလည်းရှိပါတယ်။ပါတီတို့ဟာမူလဌာနချုပ်မာနယ်ဘလော့ကိုပြန်လည်ရရှိပြီးနောက်ပိုင်းတမဟာခွန်နယ်မြေတွေကနေဆန္ဒမြင့်ဤစခန်းတွေကိုတခုချင်းပြန်လည်သိမ်းပိုက်မှုတွေပြုလုပ်လာခြင်းဖြစ်ပါတယ်။ အဆိုပါတိမ့်ပတ်ရရှိခဲ့တဲ့ကလယ်ရီစကန်ဟာခြေတန်းအမှတ်108စတင်အခြေပြုတက်ဆွဲခဲ့တာဖြစ်ပြီး1989ခုနှစ်ကစတင်ခဲ့တာပါ36နှစ်ကြာတက်တန်းရှိတဲ့စစ်ကောင်စီစစ်စခန်းတစ်ခုကို KNL ကပြန်လည်တိမ့်ပတ်ထိန်းချုပ်ပြီးတော့အခြေပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖာပုံမြို့နယ်တဲကဂရိုင်းဒီစခန်းကိုပြန်ပြီးတက်ယူနိုင်ဖို့အင်အားစုဖွဲ့နေတာကိုရန်လူစစ်ကောင်စီဘက်ကတရင်ရနေပါတယ် လေကြောင်းတိုက်ခိုက်မှုအထူးဂရုပြုရမှာဖြစ်ပါတယ်။မကွေးတိုင်းဗရန်တန်နယ်ထဲမှာတော့ဂျမန်လေးကထိတွေ့မှုဖြစ်ခဲ့တဲ့ချင်းကောင်ကစစ်ကြောင်းပြန်ပြီးနောက်ဆုတ်လာပြီးဖြစ်ပါတယ်။ချင်းကောင်ရွာဝင်အိမ်တွေကကြောက်လန့်ကြားနဲ့ထွက်ပြေးနေတော့အိမ်တွေမှာကြံခဲ့တဲ့ရွှေငွေနဲ့အရက်တွေခိုးယူသွားတာခံနိုင်ရပါတယ်။ယနေ့နဲ့တနာယီဝင်းကျင်ခန့်ကစက်တက်လေဒီနဲ့လိုင်းကျေးရွာကိုဘုံခုနှလုံးကျဲချတိုက်ခိုက်ခံရရပါတယ်။ဒေသခံပြည်သူနှုတ် တည်ဆုံးခဲ့ပြီးကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဒဏ်ရာရရှိခဲ့ပါတယ်။အဆိုပါလိုင်ကျွေးရာနတ်ရီကန်စခန်းကိုပြည့်စစ်ဒါပေးနေတဲ့ကျွာတရွာပဲဖြစ်ပါတယ်။မြိတ်အခြေဆိုင်ကာယခါလို့ခေါ်တဲ့ကန်ယူရန်ဒေတာတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုကြော်ကြော်ဟန်ယခုလ28ရက်နေ့မှာထိုင်းနိုင်ငံရနောင်းမြို့ကိုသွားဖို့ရှိပါတယ်။ခရိုနီ HHD ဥကျော်ရဲ့ဖခင်အတူပါအခမ်းအနားကိုသွားမှာဖြစ်ပါတယ်။ အောက်ခြေစစ်တီတွေရဲ့အလောင်းကိုဒါစုံအောင်မကောက်ပေးနိုင်မဲ့ဒါမျိုးကြတော့ပြဖားရပါတယ်။မန်လေးတိုင်းဂျမဲသိန်းမြို့နယ်တဲကိုအင်အား150ခန့်ရှိတဲ့ခြေလင်းစစ်ကြောင်းတစ်ကြောင်းဝင်ရောက်လာတာရှိပါတယ်။ယခုလ23ရက်နေ့ညမှာမိုးထီမိုးမီအတက်လန်းဝက်ခုံမှာအခြေပြုတ်ပြီး24ရက်နေ့မနေ့အစောမှာကျောင်းလုံးမြောက်ဖက်ပေါလောင်ချောင်းအနောက်ဖက်ထုံးကြီးတောင်ဖက်ချင်းစုအရှင်မြောက်ဖက်တွေကိုနယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုပြီးခြေကျက်သွားတာဖြစ်ပါတယ်။ခိုးဆိုလူနိုင်တာတွေ မီးရှို့တာတွေဆောင်ရွက်ကြပါတော့မယ်မိုးထီမိုးမီလောက်ွက်ထဲက MSC ပိုင်ကားတွေနဲ့ယခုလှုပ်ရှားနေတဲ့စစ်ကြောင်းကိုမကွေးကနေတွားပြီးကြိုလာရတာဖြစ်ပါတယ်တောင်ဝဝင်အမြန်နဲ့မိုင်းတိုင်းအမှတ်150ဝင်းကျင်တစ်ဝိုက်မှာစကစဟာအင်အား50ခန်းနဲ့ကင်မုံဝဲလှုပ်ရှားနေတာရှိပါတယ်မပေါ်ဆဖို့လိုပါတယ်ဂယုဆိုင်ကြပါဘေးကင်းကြပါလေစစ်လော်ဘီတွေပြောနေတဲ့တောင်ခန်းဒေသကတိမ်ပင်တဲ့အကြောင်းတိတလောက်အနည်းငယ်ပြောပြပါမယ် နောင်ချုံမြို့နယ်တဲကနောင်ချုံမြို့နယ်တဲကဒုထဝရီခေါ်မြင့်ငယ်မြင့်ရွှေလီမြင့်လို့အမည်ရတဲ့မြင့်ရိုးတလျှောက်နေရာတော်တော်များများမှာတိမ်ပင်လေတွေရှိနေတာဖြစ်ပါတယ်။မဲပုတ်နောင်ချိုလင်းနောင်ချိုကြီးနောင်လေးရွာတော်တော်များများမှာရှိပါတယ်။စောင်းရာဒီမှာရေကိုးရင်ငွေတွေနဲ့တိမ်ပင်လေဖြစ်လာတာဖြစ်ပါတယ်။နာမည်အကြီးဆုံးကတော့နောင်ချိုကြီးတိမ်ပင်လေဖြစ်ပါတယ်။2018 2019လောက်တုန်းကရန်ကုန်မန္တလေးကအကွက်မြင်တဲ့တစ်သေးတွေက ဒေတာခံနေစီကမြေဝယ်ယူပြီးအပန်းခြေစခန်းလူလုထားတာပဲဖြစ်ပါတယ်။အခုစစ်ကောင်စီပြန်လဲထိချုပ်ထားနိုင်ရဲ့ဆိုတဲ့တိမ်ပင်တွေကတော့မကြီးရင်နဲ့နှစ်မိုင်သာဝေးတဲ့နောင်ချိုလေးတိမ်ပင်တွေဖြစ်ဖို့များပါတယ်။ကိုဘက်ကတော့တိမ်ပင်တွေဆိုပြီးနောင်ချိုနဲ့နီးနေတယ်လို့ဝါရဖျက်နေကြတာပဲဖြစ်ပါတယ်။တကယ်တမ်းအခြေအနေကတောင်ခံနီးနာကတောင်လညောင်နီစတဲ့နေရာတွေကိုတောင်စစ်ကောင်စီမထိချုပ်နိုင်သေးဘူးဖြစ်ပါတယ်။ ိန်ပင်လေဆိုလို့အမှတ်ရသွားတယ်စိန်ပင်လေရဲ့နာမည်ကြီးကာသမှာပဲချင်းကြီးနဲ့တောင်ပိုင်းကစခန်းတနေရာမှာနေရာဒီကလွင်မနေ့ခင်းတိုင်းစိန်ပင်လေကြီးကိုမခံစားခြင်းပဲ200ရီ2လီနဲ့400ရီဇက်တိုက်ကိုယ်တိုင်ခံစားခဲ့ရဘူးပါလေမြင်တွေ့ခဲ့ဘူးပါပါလေစလည်းဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်